သာသနာတော်နှစ်2568ဘောဇာတက္ကရ1386ကဆုံလပြီကျော်15ရက်မင်္ဂလာရှိတဲ့နံနဲ့မှာမန္လေးမြို့ဦးဝင်းမြင့်ဒေါခင်အေးဝင်းညီမဖြစ်သူဒေါခင်တန်းထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုနဲ့သခိုင်းမြို့ရိုင်တန်းရဒေါ်ဝင်းကြီးမိသားတစုတို့ပေါင်းစုပြီးတော့ ဓမ္မရဏပြုတဲ့ပြင်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်းနှင့်တရားတော်အရှင်သာရိပုတ္တရာအကြောင်းသူတော်ကောင်းတို့ဟုတ်လားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာဖျားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးဟာဘယ်သူပါလဲအရှင်သာရိပုတ္တရာဟုတ်လားအဲ့ဒီမထေရကြီးအကြောင်းကိုဦးဇင်းတို့နာမည်နော် ခနေ့သခိုင်းမျိုးရင်တန်းရဒေါ်ဝင်းကြီးမိသားတစုတို့ကအနန္တခဲဝင်ကျေးဇူးရှင်ဖခင်ကြီးဥတီလအမိခင်ကြီးဒေါ်အေတီခင်မုန်းဖြစ်သူဥတင်အောင်နဲ့သာသမီများဖြစ်ကြတဲ့ကိုစိုးရွှေမတ်တူးခေါ်မထေထေဝင်းကိုမောင်စန်းတို့ဟာရည်စူးပြီးတော့မှမန္တလေးသစ္စာရောင်ကြီးပရိယတ်တိစာသင်တိုက်မှာပရိယတ်တိလို့အထုတ်ပြီးနေကြတဲ့တန်ဃာတော်ရှင်သူမြတ်တို့အား နေစွန်းလာရောက်ပြီးတော့ဆက်ကလှူဒန်းကြဒီစွန်းလှူဒန်းကြတဲ့လူရကရကမပေါင်းသူတော်ကောင်းတို့ကိုလည်းပဲဘုရင်ကကနေ့ဟောနေကြတိုင်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သားတော်အကျော်မော်တွေတဲကအရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးရဲ့အကြောင်းအပိုင်းနှင်းလို့ဒီလိုမှတ်ကြပါနော်အရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးရဲ့အကြောင်းအပိုင်းတစ်ကိုဥဒ္ဓနုပိကရပတ်ကဟောခဲ့ အတိတ်ဘဝကောင်းမှုပြုရာကနေပြီးတော့ယခုပိဿုံပံဘဝပိစီမဘဝပေါ့ဥပဒိတ်သားနဲ့ကောလိတဆိုပြီးတော့ရာဇဂျိုနာကယွာနှစ်ယွာမှာအဲ့ဒါလူလင်တွေအမျိုးသားတွေလာပြစ်ပြီးတော့အရွယ်ရောက်တဲ့အခါတဇောင်မုံးလပွဲကြီးထွက်ကြပွဲကြီးရင်တဲ့သူတော်ကောင်းတို့တို့အဲ့ဒါတံဝေကတွေရဟုတ်လားပွဲကြီးရင်နဲ့ဘာရ အဲတဝေကယဘဝတိုးတက်ခြင်းတဲ့ပုံကိုမျိုးဟာတစ်မခံခြင်းစိတ်နှစ်အာကြစိတ်သုံးတဝေကစိတ်ဟုတ်လားဘယ်နှမျိုးလဲသုံးမျိုးပါအကြီးဝါကျင်တဲ့ချမ်းသာကျင်တဲ့ဆိုရင် မခံကျင်သိရှိလို့ကြိုးစားကျင်လည်းပဲကြီးဝါတယ်ဟုတ်လားနောက်တစ်ခါအာကြစိတ်နဲ့ကြိုးစားကျင်လည်းဘာဖြစ်တော့ကြီးဝါတယ်ဟုတ်ပြီနော် ခံခြင်းစိတ်နဲ့အာကြစိတ်ကြောင့်ကြီးပွားလာပြီးတိုးတက်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုပညာနဲ့ပြန်ထင်ရတယ်တဲ့ဘုရားတို့ဗမာလူမျိုးတွေတော်တော်များများမခံခြင်းစိတ်လည်းရှိလို့ကြိုးစားတဲ့လူတွေရှိတယ်အာကြစိတ်ကြောင့်ကြိုးစားတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဘဝမြင့်လာတဲ့အခါမှာပညာနဲ့ပြန်မထင်တော့ဘောဟာတို့ရင်တို့ရင်ပြန်ရောက်သွားတာတွေလည်းများတယ်ဟုတ်လားအကောင်းဆုံးကတော့ပြိတ္တိဘဝမြင့်အောင်ကြိုးစားတဲ့နေရာမှာတံဝေကနဲ့မြင့်တာကအကောင်းဆုံး ဘာနဲ့မြင်ရတာအကောင်းဆုံးလဲအေးအခုရှင်သာရိပုတ္တရနဲ့ရှင်မမောကလရဲ့အလောင်းဥပတိတ္တနဲ့ကောလီတာပွဲကြည့်တယ်ပွဲကြည့်ရင်းနဲ့ဘာဖြစ်တယ်လဲလို့မေးလိုက်တော့အိုးပေါ်နေကပြနေတဲ့စင်မောကကပြနေတဲ့မင်းသားမင်းသမီးလည်းပဲနှစ်တရာတွင်သေမှာပဲအောက်ကလက်ခုပ်တီအပင်းနေတဲ့လူတွေလည်းလက်နှစ်တရာတွင်ဘာဖြစ်မှာတော့သေမှာပဲ သေမဲ့လူကသေမဲ့လူကိုကပြပြီသေမဲ့လူကသေမဲ့လူကိုလက်ခုတီးနေသလိုဖြစ်နေတာဟုတ်လားအဲ့ဒါကြီးကြီးပြီးတော့ခါတိုင်းညတွေလို့မပြောတော့ဘဲနဲ့စုတွေဘာတွေမချတော့ဘဲနဲ့ဘာဖြစ်တော့ပေးလိုက်တော့တယောက်တယောက်ပြောလိုက်တော့သူလက်တန်ဝေကကိုလက်တန်ဝေကနဲ့ဥပဒိသနဲ့ကောလိတဒီလိုဖြစ်ကြအသေးတဲ့နေရာရှိမသေးတဲ့နေရာလည်းရှိရမယ်ကွာဆိုတာမသေးရဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားတို့ရှားရအောင်ဆိုပြီးတော့ အဲ့ဒီပွဲကြီးတဲ့နေရာကနေမသေးရနိဗ္ဗာန်ကိုအရှာထွက်လာကြတာအဲ့လိုရှာရင်းနဲ့သူတို့ရှာနေတာကဘယ်လဲမေးရာဇဂျိုပြီးရာဇဂျိုပြီးမှပြိတဲ့အဲ့တုန်းကနာမည်ကြီးနေတဲ့ဒိဋ္ဌိဆရာကြီး6ယောက်တည်းကသိသိဆိုတဲ့ဂိုင်းဆရာကြီးကအဲ့မှာအလွန်နာမည်ကြီးဟာဒီမှာနာမည်ကြီးတဲ့သိသိဆရာကြီးတန်းသွားပြီးတို့မသေးရတရားရှာရအောင်ဆိုအဲ့ဒီသွားလိုက်တာအဲ့ဒီအချိန်မှာဘာဖြစ်တယ်လဲမေးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက ဗာရာဏသီပြည်မိဂရာဝန်တော်မှာတဝါဆိုပြီးတော့ဝါလာကင်းလို့သတင်းကြွတော့ယဟန်60ကိုတိတ်သာသနာပြုလွှတ်လိုက်တာတကြောင်တီးတော်ခီးတဘာတဲ့ကြွပြီးသာသနာပြုကြဆိုဘုရားကလွှတ်လိုက်တယ်အဲ့လိုလွှတ်လိုက်တဲ့အခါမှာပြိသိတ်အရှင်အတ္တသီကကြွပြီးရာဇဂိုမှာ ရောက်နေနေပြီဟုတ်ပြီလားရှင်အတ္တသီဆိုတာပြိသိတ်ပင်စားဝကီ၅ဦးထဲမှာအငယ်ဆုံးเนาะ အငယ်ဆုံးဖြစ်တဲ့ရှင်အတ္တိကရာဇကြိုရောက်နေပြီမြတ်စွာဘုရားကလည်းပဲရာဇကြိုကိုကြွလာနေပြီသို့တော်လမ်းမှာကပ္ပတိက တောအုပ်ဘတ်တာဝကီညီတော်သုံးချိတ်ကိုတရားဟောရတယ်နောက်တကဥရုဝေလာယသိညီတော်ရှင်တထောင်ကိုတရားဟောရတယ်ဆိုတော့မြတ်စွာဘုရားပြရသကြိုးဝင်းနာဟာပြာစုတဲ့ပြိဿကြီးပြာစုလပ်ပြီမှာမြတ်စွာဘုရားဘယ်ကိုရောက်တယ်ရသကြိုးရောက်ဟုတ်ပြီလားတဇောင်းမုံလပ်ပြီမှာပြိဿကြီးအဲ့ဒီမှာ ွဲကြည့်ရင်တန်ဝေကရပြီမတေရတရားရှာနေတဲ့ဥပဋိဒ္ဒနဲ့ကောလိတလို့ခေါ်တဲ့အရှင်သာရိပုတ္တရနဲ့အရှင်မမောက္ကလန်လောင်းတို့လည်းတရားရှာနေကြတာရာဇဂျိုမှာပဲနော်အဲ့ဒီမှာပြည်တဲ့သိသိဆရာကြီးထံရောက်သွားပြီသိသိဆရာကြီးထံသင်လိုက်တာ2ရက်3ရက်ထဲနဲ့သိသိဆရာကြီးတက်တဲ့ပညာတွေသူတို့အကုန်ရသွားအကုန်တက်သွားတဲ့ခါကျတော့ဟာဆရာကြီးသိတာဒါပဲလားဒါအကုန်ပဲဒါဆိုရင်ဒါတို့လိုချင်တဲ့ပညာမဟုတ်သေးဘူးတဲ့ဒီတရားဟာ ။အိုခြင်းနာခြင်းသိခြင်းတို့ရဲ့ကင်းရာကုံရာဖြစ်တဲ့တရားလည်းမဖြစ်နိုင်သေးဘူးဆိုပြီးတော့လှည့်ပြီးတော့တရားရှာ။တရားရှာရင်းနဲ့ပြိတဲ့ဥပဒိသလို့ခေါ်တဲ့အရှင်သာရိပုတ္တရာအလောင်းကဘာလို့တို့မေးလိုက်တော့အခုလိုမနေ့ကစွန့်ကန်ထွက်နေတဲ့အရှင်အတ္တသီနဲ့တွေ့တွေ့။အော်ဒီယဟန်တော်ကြည်ရတာရှေ့ကကြည်ကြည်နောက်ကကြည်ကြည်ဘေးကကြည်ကြည်ကြည်ညိုစရာကောင်းလိုက်တာကြည်ညိုစရာကောင်းလိုက်တာ။ ။ဘာဖြစ်သလိုလဲလို့မေးလိုက်တော့ပြိတဲ့ခန္ဓာကိုကြည့်ရင်ဣန္ဒြေရှိလို့ဘာရှိလဲ။ဣန္ဒြေရှိတယ်ဆိုတော့စက်ကုံတရေသောတိုင်တရေကာနေတရေပြိတဲ့အကုန်လုံးဣန္ဒြေတွေကောင်းနေတာ။ဟုတ်ပြီလား။အေးအဲ့တော့ပြိတဲ့ခန္ဓာကိုကတည်ငြိမ်နေဆိုတာစိတ်ငြိမ်လို့ငြိမ်တာ။ခန္ဓာကိုငြိမ်နေဆိုတာဘာငြိမ်လို့လဲ။စိတ်ငြိမ်လို့ငြိမ်တာဟုတ်လား။အေးစိတ်ငြိမ်လို့ငြိမ်တာစိတ်မှမငြိမ်မဲနဲ့ခန္ဓာကိုယ်ကငြိမ်လို့ရပါမလားမရပါဘူး အဲ့ဒါရှင်သာရိပုတ္တရာအလောင်းကကဲခတ်တာဒီမထေရဲ့တန်တမှာတရားရှိလို့ငြိမ်တာတဲ့တရားမရှိရင်ဘယ်နည်းနဲ့မှမငြိမ်နိုင်ဘူးပေါ့ဟုတ်လားဒီမထေရဲ့တန်တမှာဘာရှိလို့ငြိမ်တယ်တရားရှိလို့ငြိမ်တာဟုတ်ပြီနော်ကာယဝိညာတိဓဝရံစိတ်တသမေဝရကိုယ်အမူအရာနှိမ့်နှုတ်အမူအရာတွေကစိတ်ပေါ်ကနေလာတာစိတ်ပေါ်မှာခြေခံပြီးတော့လာတာ အဲ့ဒါကြောင့်ပြိဿဒီမထေရတဏ္ဍာမှာတရားရှိကိုရှိရမယ်ဆိုတော့ဆုံးခံတဲ့နေရာမှာလှည့်ပြီးတော့လိုက်လှည့်လိုက်ရင်လှည့်လိုက်ရင်လည်းဘာဖြစ်တော့မေးလဲတော့တရားမေးကျင်လိုက်တာမေးလို့မကောင်းသေးဘူး तू ကဆုံးခံနေတာဆုံးခံနေတဲ့ချိန်ကမေးလို့မသိဘူးလှည့်လိုက်ရင်တကတနေရာရောက်တော့မထေမြတ်ဆုံးဖုံးပေးဆုံးဖုံးပေးတဲ့နေရာရောက်တော့လည်းမေးကျင်နေဆုံးဖုံးပေးတော့မေးလို့မကောင်းဘူးဆိုပြီးတော့အဲ့ဒီမှာရေဘူးရေချမ်းကန်းပြီးတော့အရှင်သာရိပုတ္တရာအလောင်းစောင့်ပြီးတော့နေတယ် စွန့်ဖုံးပေးလို့ပြီးပြီဆိုတော့မှပြိတ္တကြီးမေးတာတဲ့ဗျာအရှင်ဘုရားအရှင်ဘုရားကြည်လိုက်တာကြည်ညိုစရာကောင်းလိုက်တာရှေ့ကကြည်ကြည်နောက်ကကြည်ကြည်အရှင်ဘုရားရဲ့တန်တန်မှာတပိတော့တရားရှိတယ်လို့ယုံကြည်ထားပါတယ်အရှင်ဘုရားရဲ့ဆရာကဘသူပါလဲအရှင်ဘုရားရဲ့ဆရာကအဘယ်ကဲ့သို့သောတရားတွေဟောကြားပါသလဲစသည်ဖြင့်အဲ့ဒီမှာမေးတာမေးတော့မှပြိတ္တအဲ့ဒီမှာရှင်အတ္တသီကလည်းငါလည်းသင်္ကန်းဝတ်တာမကြသေးဘူးယဟန်ပြုတာမကြသေးဘူးတရားလည်းစီစီဝူဝူမဟုတ်တတ်ဘူး ။အာရှင်ဘုရားသိတဲ့လောက်ဟောပါ။ဒီလိုမျိုးတောင်းဆိုလိုက်တော့အဲ့ဒီမှာတရားလေးတူတူလေးဟောလိုက်တာ။ယေဓမ္မဟိတုပပဝါတေသဟိတုံတတ်ထာကတောအာဟာ။တေသဇာယောနီရောရောအေဝံဝါရီမဟာသမနော။ယေဓမ္မဟိတုပပဝါငါတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့ယေဓမာဟိတုပ္ပဘဝတဲ့အရာရာမှာအကြောင်းရှိလို့ဖြစ်တာအကြောင်းမဲ့ဖြစ်တာဘာမှရှိဘူးဟုတ်လား သင်္ခါရတရားမှန်သမျှသည်ဘာရှိလို့ဖြစ်တယ်အကြောင်းရှိလို့ဖြစ်အေးအဲ့ဒီလိုအကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့တရားတွေကိုမြတ်စွာဘုရားအဲ့လိုဟောရကွာတေသာဟေတုံတတ်ထာကတော့အာဟတေသင်းစာယောနီရောတော့အေဝဝါရီမဟာသမဏောအဲ့ဒီသင်္ခါရတရားတို့ရဲ့ချုပ်ရာကိုလည်းတို့မြတ်စွာဘုရားဟောတယ်အဲ့တော့ဂါထာတက္ကမထာမှာပြည့်တဲ့လေးပါးထားရှိပထမနှစ်ပါးရတယ်နာလိုက်ရတာနဲ့တင်း ပထမပါရရဲ့ဒုတိယပါရရဲ့နှစ်ပါရနာလိုက်ရတာနဲ့တည်းအရှင်သာရိပုတ္တရာအလောင်းဥပတိတ်တဟာပြိတ္တိုက်ဘာဖြစ်တော့သောတာပန်တိတာဗျာဟုတ်လားဟာသောတာပန်တိတာအံ့ဩစရာကောင်းဂါထာလေးတပုတ်ကိုပြိတ္တိုက်ရှေ့ကနှစ်ပထမပါရနဲ့ဒုတိယပါရသောတာပန်ဖြစ်တဲ့နောက်တတိယပါရနဲ့သတုဒ္ဓပါရကိုသောတာပန်ဖြစ်နေသူနာသွားတယ်တရားနာလို့ပြီးတော့ရှင်ဘုရားရေထားလိုက်ပေါင်းနောက်ဆက်မခေါ်ပါနဲ့ဆက်မခေါ်ပါနဲ့ဘာဖြစ်လို့လဲမင်းလည်းတော့အလွန်ကောင်းလွန်းတဲ့တရားမို့ ဘာသောသရိယာတလဲမေးလို့တော့တရားသူရရင်မင်းတရားမတရားတရားတွေ့ရင်မင်းလည်းပြောငါလည်းပြောဆိုပြီးတော့ပြောဖို့ကြံနေတာကအရှင်မမောက္ကလန်အလောင်းရှိနေတာမို့လားအေးတငယ်ချင်းကိုသူပြန်ပြောမယ်ဆိုပြီးတော့တငယ်ချင်းထန်သွားကောလိတလို့ခေါ်တဲ့ပရိသတ်အရှင်မမောက္ကလန်အလောင်းကလည်းသူ့တငယ်ချင်းဥပဒိသမြင်လိုက်ရတာနဲ့တပြိုင်တည်းသူ့တငယ်ချင်းရဲ့တန်တမတရားရှိတယ်ဆိုတာသိကြပြီသူကလည်းသိအဲ့ဒါနဲ့ဘာလို့တော့မေးလိုက်တော့ ဟာတကယ်ကြီးမင်းကြည့်ရတာကနေ့ကြီးကြီးလင်းလင်းပဲกว่าအေးဟုတ်တယ်กว่าငါကနေ့တရားရခဲ့တယ်မတရားတရားတွေ့ခဲ့တယ်ဟာဘလို့တွေ့တော့မေးလိုက်တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တပိသာဝကပင်စဝကီငါဦးထဲမှာအရှင်အတ္တသိနဲ့ငါတွေ့သူကဟောတယ်ကွာယေဓမ္မဟိတုပ္ပဘဝတေတံဟိတုံတထကတောအာဟာဒီလောက်လေးပြောပြတော့ရှင်မမောက္ကလနဲ့အဲ့ဒီမှာတင်သောတာပန်ပြီးတာညံထက်ကြတာပြောတာသူတော်ကောင်းတော့ဟုတ်လား ဒေသင်္ဆာယောနိရောဓောဧဝံဝါရီမဟာသမဏောဟာအဲ့ဒီမှာတို့တို့တွေနှစ်ယောက်သလုံးသောတာပန်တီဗီဆိုကြပါစို့သောတာပန်ဖြစ်ပြီးပြီတဂရကအနာကပြိတဲ့ယဟန္တာဖြစ်ဖို့တို့လိုစေတယ်သောတာပန်ဖြစ်ပြီဆိုရင်ပြိတဲ့ဟိဘဝရဲ့အဆုံးကိုလက်မြင်ရပြီသောတာပန်ဖြစ်ပြီဆိုရင်အပေတကားလည်းဘာဖြစ်ပြီတို့ပိတ်သွားပြီဟုတ်လားအပေတကားလည်းပိတ်သွားပြီပြိတဲ့နောက်တစ်ခါ ဘဝရဲ့အဆုံးကိုလည်းလှမ်းပြီးတော့မြင်ရပြီဆိုတော့ပြိတ္တေမသေးရနဲ့တော်တော်နီးစပ်သွားပြီမဟုတ်လားနိဗ္ဗာန်ကိုတိုက်ရိုက်မြင်ရတော့ပြိတ္တေမသေးရကြီးမြင်ရတော့ဝမ်းသာလိုက်တာငါတို့ရှာနေတာဒါငါတို့လိုချင်နေတာဒါဆိုတော့ကဲတို့တပည့်တွေနဲ့တကွာဖယားစီသွားမယ်ဆိုတော့သူတို့ရဲ့ဆရာကြီးကိုသွားသတိရပြိတ္တေအရေးဆိုဘာကိုသွားသတိရတဲ့ဆရာသတိရဟုတ်လားဒီဆရာကြီးတန်သူတို့တပည့်ခံခဲ့တဲ့ သူတို့နဲ့တို့ရတော့ပြည်သူတို့တငယ်ချင်းနှစ်ယောက်ကတော့တရားဓုတွေရပြီဆရာကြီးကတရားဓုမရသေးဘူးအဲ့ဒါနဲ့ဆရာကြီးဖျားပွင့်နေပြီဖျားတန်သွားရအောင်ဆရာကြီးရဲ့ညံနဲ့ဖျားတရားနာလိုက်ရမယ်ဆိုရင်တော့ဆရာကြီးလည်းတရားဓုတွေရမယ်ဒီလိုသွားခေါ်တာပေါ့ဒုဒ္ဒရံဒရာတိဒုက္ကရံကရောတိဒုက္ခမခမတိအပရာတုနဇဟာတိ မိတ်ကောင်းဆွေကောင်းကပြီးတဲ့အရေးအကြောင်းရှိရင်ကိုယ့်ရဲ့တငယ်ချင်းကောင်းကိုစွန့်လွတ်မသွားဘူးတဲ့ဟုတ်လားအခုလဲကြည့်လိုက်အရှင်သာရိပုတ္တရနဲ့ရှင်မောင်မောက္ကလသူတို့ဆရာကြီးကိုစွန့်လားမစွန့်ဘူးဗျာသွားခေါ်တာဟုတ်လားဆရာကြီးလက်ခဲ့ပါဖះပွင့်ပြီဖះသည်တရားနာသွားရအောင်ဖះသည်သွားရအောင်ပြောတော့ဆရာကြီးကပြောတယ်အေးကွာတဲ့ငါကနေပြီးတော့အခုဒီမှာနေရင်ဆရာကြီးပေါ့ဖះသည်သွားရင်ငါတပည့်လောက်ရပါ ယာဝင်အိုးကြီးကနေဆယ်ဝင်အိုးလေးဘဝငါမပြောင်းခံနိုင်ဘူးဟုတ်လားမြတ်စွာဘုရားစီသွားရင်တရားဓုရမှာ तू သိတယ်မြတ်စွာဘုရားစီရရင်သွားရင်အကျိုးရှိမယ် तू သိတယ်ဒါပေမဲ့လို့သွားလို့တဲ့ဆန္ဒရှိလားတရင်ကားလေးကိုตาရမိနေတာဟုတ်ပြီလားတပည့်တွေကမရရအောင်ခေါ်တယ်ဟာဆရာကြီးကျွန်တော်တို့ကသွားပြီဆိုရင်တပည့်250ရောခေါ်သွားမှာဆိုတော့ဆရာကြီးအတွက် ဲ့ဒါငဲ့ပြီးတော့ခေါ်တာပါဒီလိုမျိုးပြောတော့ငါ့အတွက်မငဲ့နေတဲ့အဲ့ဒီမှာ तू ကပြန်မေးတာလေလောကကြီးတဲ့ကိုမင်းတို့ကြည်လိုက်ပညာတတ်သူနဲ့ပညာမတတ်သူဘယ်သူကပိုများသလဲတဲ့ဒီမေးခွန်းမေးတာဗျဟုတ်လားလောကကြီးထဲမှာပညာရှိနဲ့ပညာမရှိသူဟာဘယ်သူပိုများသလဲမေးတဲ့တော့ဖြေကြတယ်ပညာမရှိတဲ့လူကများတာပါဒါဆိုရင်ねပန္တိတာပန္တိတတသမဏတတန္တိကံ ဂမိတ်တန်းတိပညာရှိတဲ့ပုဂ္ဂိုလ်တွေကပညာရှိဂေါရမယဟန်ထံသွားလိမ့်မယ်တဲ့ဒန္တဒန္တတဒန္တဒန္တတတန်တန်အဂမိတ်တန်တိနှုတ်နေတဲ့ပုဂ္ဂိုလ်တွေညံထိုင်းတဲ့ပုဂ္ဂိုလ်တွေကတော့ငါတန်တန်တို့တို့ရောက်လာကြပါလိမ့်မယ်ကွာတဲ့အဲ့ဒါကြောင့်မင်းတို့သွားကြပါငါ့အတွက်တပည့်မပူကြပါနဲ့တဲ့ဒီလိုပြောလိုက်တာဟုတ်ပြီလားပန္တိတာပန္တိတတ သမဏတဂေါရမတတန်တံဂမိတ်တန္တိတန္တာတန္တသမမတန္တံအာဂမိတ်တန္တိနှုတ်နှေးတဲ့ပုဂ္ဂိုလ်တွေထုံထိုင်းတဲ့ပုဂ္ဂိုလ်တွေညံလေးတဲ့ပုဂ္ဂိုလ်တွေငါစီလာကြပါလိမ့်မယ်အဲ့တော့မင်းတို့တွေကမင်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်တွေပညာရှိဂေါရမထန္တာသွားကြဆိုပြီးတော့အရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်တို့သွားလိုက်ကြတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထံမှာ ဘယ်ရဲ့ရောက်တယ်လဲမေးလိုက်တော့ပြိတဲ့ဖယားကပြာစုလာပြီရာဇကြိုးရောက်တယ်သူတို့နှစ်ယောက်ကပြိတဲ့ဖယားထံမှာတဘိုးရဲလာဇန်တရရဲ့နေရောက်ကြတယ်ဗျာဟုတ်လားတဘိုးရဲလာဇန်တရရဲ့နေဖယားထံရောက်အဲ့ဒီမှာဆက်ပြီးတော့တရားကျင့်ကြတော့ခொနှစ်ရက်နေတဲ့အခါရှင်မမောက္ကလယဟန်ဖြစ်တယ်တဘိုးရဲလာဇန်ရှိရပေါ့တဘိုးရဲလာပြီနေကြတော့ရှင်သာရိပုတ္တရာကြီးဘာဖြစ်တော့ယဟန်နာဖြစ်တယ်ယဟန်နာဖြစ်တဲ့အခါမှာအဲ့ဒီအကြောင်းတွေကိုပြိတဲ့ သူတို့တွေလာကြတဲ့အခါသူတို့ဆရာကြီးခေါ်တဲ့ဆိုတဲ့အကြောင်းဟာပွဲကြီးရာကတဲ့တန်ဝေကဖြစ်ခဲ့တဲ့အကြောင်းတေးရာရှိရင်မတေးရာဆိုတာရှိလိမ့်မယ်ဆိုတဲ့အကြောင်းမတေးတရားရှာရင်းနဲ့သိသိဆရာကြီးနဲ့တွေ့ခဲ့တဲ့အကြောင်းဒီကိုလာခဲ့တဲ့အခါမှာပြိတဲ့သိသိဆရာကြီးခေါ်တော်လဲပဲမလိုက်ဘူးဆိုတဲ့အကြောင်းဒီပြောပြကြတော့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတရားဟောတယ်အာသာရေသာရမတိနောသာရေသာသာရရတ္တိနော တေတာရံနာရိကေစန္ဒီမိစ္ဆာသင်္ကပ္ပဂောစရာမိစ္ဆာသင်္ကပ္ပဂောစရာအတွေးမှာအကြံမှမကျက်စားကနေကြတဲ့ပုဂ္ဂိုလ်တို့သည်အသာရေနှစ်မရှိတဲ့တရား၌သာရမတိနောအနှစ်ရှိတဲ့တရားပဲလို့ယူဆွဲကနေကြနေကုန်၏သာရေစအနှစ်သာရရှိတဲ့တရားကြတော့လည်းပဲအသာရမတိနောအနှစ်မရှိတဲ့တရားပဲလို့ပြောင်းမြန်ယူဆွဲကနေကြပြန်၏တေထုအကာကိုနှစ်အနှစ်ကိုကပြောင်းမြန်မြင်ကြတဲ့ပုဂ္ဂိုလ်တို့သည် တာရံဘဝရဲ့အနှစ်သာရကိုနာရီကိစ္စန္တီမုတ်ချပိုင်ပိုင်ပဲနီးနေမှမရနိုင်ဘူးအတွေးခေါ်မှားတဲ့ပုံကိုယ်တွေဟာအကာကိုအနှစ်အနှစ်ကိုကပြောင်းပြန်မြင်ကြတယ်ဟုတ်လားအဲ့ဒီအကာကိုအနှစ်ထင်အနှစ်ကိုကခင်ပြောင်းပြန်မြင်တဲ့တွေကာလပတ်လုံးပြိတ္တိဘဝရဲ့အနှစ်သာရဗါရတော့မရနိုင်ဘူးတဲ့ဘုရားကဒီလိုပြောတာနော်တာရိဇာတာရတော်ညတဝါအတာရိဇာအတာရတော် တေတာရံအဋ္ဌိကေသန္တိသမ္မာသင်္ကပ္ပဂောဇရာသမ္မာသင်္ကပ္ပဂောဇရာအတွေးခေါ်မှန်ကန်ကြတဲ့ပုဂ္ဂိုလ်တို့သည်တာရိဇာတာရတော်ညတ်တော်အနှစ်တာရရှိတာကိုလည်းအနှစ်တာရရှိတယ်လို့သိကြတယ်အတာရိဇာအတာရတော်အနှစ်တာရမရှိတာကိုလည်းအနှစ်တာရမရှိဘူးလို့သိကြပြန်တယ်တေထုအကာကိုအကာအနှစ်ကိုအနှစ်အမှန်တိုင်းမြင်သိကြတဲ့ပုဂ္ဂိုလ်တို့သည် သာရံဘဝရဲ့နှစ်သာရကိုအဓိကိစ္စံဒီမုတ်ချပိုင်ပိုင်ရနိုင်ကြတယ်ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးတခင်ဘုရားရှင်ကိုရောမြတ်ကဒေသေတိကောင်းစွာမသွေးဟောကြားတော်မူခဲ့ပါပေသတည်းဘဝရဲ့အနှစ်သာရဘာရဲ့အနှစ်သာရလဲဘဝရဲ့အနှစ်သာရ ဘယ်သူတွေရတယ်လဲမင်းတမ္မာသင်္ကပ္ပါတဲ့အတွေးခေါ်မှန်တဲ့ပုံကိုယ်တွေမှာဘဝအနှစ်သာရရတာတဲ့ဟုတ်လားခနေ့ဓကမကြီးဒေါ်ဝင်းကြီးမိသားတစုတန်ခါတော်ရှင်သူမြတ်တွေကိုတိဇာယောင်ကြီးပရိယတ်တိဇာသင်တိုင်းမှာ ပရိယတ်တိလို့အထုံနေကြတဲ့တန်ခါတော်ရှင်သူမြတ်တွေကိုနေစွမ်းလာဆွန်ကတ်တာဆွန်ကတ်တယ်ဆိုတာပြိတဲ့ဘာလို့တယ်လဲမင်းတို့မိမိရှာဖွေထားတဲ့ပစ္စည်းတွေတဲကဟုတ်ပြီလား ဘာထုတ်တယ်လဲမေးလိုက်တော့ပြိတဲ့အနှစ်ကိုထုတ်နေတာဟုတ်ပြီလားပစ္စည်းဥစ္စာရဲ့အနှစ်ဒီပြိတဲ့ဘာလဲမေးရင်ဒါနဟုတ်ပြီလားသူတော်ကောင်းတို့လူရယ်လို့ဖြစ်လာတာကုသိုလ်ကြောင့်ဖြစ်တာလားအကုသိုလ်ကြောင့်ဖြစ်တာကုသိုလ်ကြောင့်ဖြစ်တာကုသိုလ်ကြောင့်လူဖြစ်လာကြတာဟုတ်လားကုသိုလ်ကြောင့်ဖြစ်လာတဲ့လူဘဝကိုဘဝကကုသိုလ်ကံကောင်းလို့ဒီဘဝမှာတော့လူတစ်လုံးတစ်လုံးဖြစ်လာကိုဘဝကကုသိုလ်ကံရှိခဲ့လို့ပြိတဲ့ဒီဘဝမှာအသက်ရှိရှိကျန်းကျန်းမာမာလေးနေရတာ ဒါပေမဲ့ဒီဘဝမှာကြပြည့်ကုသိုလ်လည်းထပ်မပြုဘူးသီလလည်းပဲပြိတဲ့ဆက်ပြီးတော့မဆောက်တည်ဘူးဆိုရင်ဘဝဘာဖြစ်သွားတော့အနှစ်သာရရာသေးလားအရှုံးပေါ်တယ်လို့ဒီလိုခေါ်တာဗျာဟုတ်လားအရှုံးပေါ်တယ်လို့ဒီလိုခေါ်တာခဏိအဲ့ဒါကြောင့်ဒကမာကြီးငါရဲ့ရရှာပွေထားတဲ့ပစ္စည်းတွေကနေငါအနှစ်လာထုတ်တယ်လို့ဒီလိုမှ ဟုတ်ပြီလား ဒါနရှိတဲ့ပုဂ္ဂိုလ်မှလည်းပဲဒါနပြုခြင်းတဲ့ပုဂ္ဂိုလ်မှလည်းသီလဆိုတာကဖြစ်တာတဲ့ဟုတ်လားအဲကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဒေသနာစဉ်ကိုကြည့်လိုက်တဲ့ကနံပါတ်၁ကဒါနကထာကိုဟောပါကထာလေအေးဒါနကထာဒါနပြီးတော့မှသီလကထာကိုဟောဟုတ်ပြီလားခဏဒကမာကြီးဒီမှာဒါနလာပြုတန်ဃာတော်ရှင်သူမြတ်တွေကိုဖုံးပေးစေခြင်းလို့အတန်ဃာတော်ရှင်သူမြတ်တွေရဲ့ပုံမှာကြီးညိုလို့ ပရိယတ်တိအလုတ်ကြီးကိုအားပေးခြင်းလို့ဟုတ်လားလာပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေလှူတယ်ဆိုကြဲကဒီတန်ဃာတော်ရှင်သူမြတ်တွေရဲ့အပေါ်မှာတတ်ခြင်းဖြတ်ခြင်းနဲ့စိတ်ရှိမလားပါဏာတိပါဒအလိုလိုရှောင်ပြီးသားဟုတ်လားအဲကိုလူတန်းနေတဲ့တန်ဃာတွေပေါ်မှာညာခြင်းနဲ့စိတ်မူသားစိတ်ဆိုတော့ရရှိပါမလားမူတာဝါဒလိုလိုရှောင်ပြီးသားဟုတ်လား ပါဏာတိပါဒအရိဏဒါနာကာမိတုမိစ္ဆာသာရဒီကံတွေအကုန်လုံးပိတဲ့ဒါနရှင်ဟာဘာဖြစ်တော့လုံနေတယ်လို့ဒီလိုနားလည်ရမယ်နော်အဲ့ဒါဒီဘာလဲမိတဲ့တော့ပိတဲ့ခန္ဓာကိုယ်ရဲ့အနှစ်ပဲအသက်ရှင်နေတဲ့ခန္ဓာကိုယ်တည်းကပိတဲ့အနှစ်ထုတ်ကျင်နေဆိုရင်တော့သီလရှိအောင်လုံးတဲ့ဘုရားကဒီလိုပြောတာဟုတ်ပြီလားရှားဖွေထားတဲ့ပြည့်စည်တဲ့ကအနှစ်ထုတ်ကျင်နေဆိုရင်ဘာနဲ့ရှားလုပ်ရမလဲဒါနနဲ့လုပ်ရမယ်လို့ဒီလိုပြောတာ ုတ်လားအဲ့လိုမလုံနိုင်ဘူးဆိုရင်ကိုရှာထားတဲ့ပစ္စည်းကပဲလေရန်သူမျိုး၅ပါးနဲ့ဆက်ဆက်မနေဘူးလားရှာပွေထားတဲ့ပစ္စည်းကပဲလေရေမိမင်းခိုးသူမုန်းတဲ့လူတမျိုးမျိုးကြောင့်ပဲလေအချိန်မရွေးပျက်စီးနိုင်တယ်ဟုတ်လားမပျက်စီးခင်မှာပဲလေဒါနနှစ်ကလေးထုတ်ထားလိုက်ရင်ကို့အတွက်ကြံတယ်ပေါ့ ဒီခန္ဓာကိုယ်ကြီးကလည်းယောဂအမျိုးမျိုးနဲ့ဆက်ဆက်ပြီးတော့နေတယ်ယောဂနဲ့ဆက်ဆက်ပြီးတော့နေတဲ့ခန္ဓာကိုယ်ကြီးကိုကိုယ်တန်တန်ယောဂမဖြစ်ခင်မှာဟာသီလာလေးထိန်းပြီးတော့နေခဲ့မယ်ဆိုရင်ဒါခန္ဓာကိုယ်ရဲ့အနှစ်ကိုရအောင်ယူတယ်လို့ဒီလိုမှတ်ပါသူတော်ကောင်းတို့ဟုတ်ပြီလားအဲ့ဒါဘယ်လိုပုံကိုယ်တွေမှာဒီအနှစ်ရကြသလဲလို့မေးတော့ဖခင်ကဒီမှာပြောတယ်တမ္မာသင်္ကပ္ပဂောစရာတဲ့အတွေးခေါ်မှန်ကန်တဲ့ပုံကိုယ်တွေမှာဘဝရဲ့အနှစ်သာရရကြတာဟုတ်ပြီလား အတွေ့မှအကြံမှနေပြီလို့ရင်ဘဝအနှစ်သာရမရနိုင်ကြဘူးလို့ဖခင်ဒီလိုပြောတယ်နော်အေးအဲ့ကြောင့်ဂနေ့ဓမ္မကြီးဒေါ်ဝင်းကြီးမိသားတစုငါတို့တွေဘဝရဲ့အနှစ်သာရဂနေ့ရှားခွင့်ရပြီလို့ဒီလိုကျင့်တတ်ကြပါဗျာဟုတ်ပြီလားအေးဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒေသနာဏီကုံကံပဖုံးကြပါစို့ ။ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနီမခရီးမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခရီးမံကို ဥုံုံဖြောင်းပြောင်းမတ်မတ်ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း